အားလုံးပဲမင်္ဂလာပါရှင်ရုပ်ရှင်သမိုင်းမှာဆိုရင်ကိုခန့်ပညာတကယ်တက်မြောက်ထားတဲ့မျိုးသားတယောက်ဆောင်တွေရှိသလိုကောင်းသောကိုခန့်ပညာရုပ်ရှင်တယောက်ဆောင်မျိုးသမီးတွေတော်တော်များများလည်းရှိနေကြပါတယ်အဲ့ဒီထဲကမှကိုခန့်ပညာအမှန်တကယ်တက်မြောက်ပြီးရေပန်းအစားဆုံးဖြစ်တဲ့မျိုးသမီးတယောက်ဆောင်အချို့အကြောင်းကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်မီရှဲရို2023ခုနှစ်အော်စကာဆုရှင်အကောင်းဆုံးမင်းသမီးမီရှဲရိုဟာဆိုရင် ကိုခမညာစကားများစွာနဲ့လူတီများနဲ့မင်းသမီးတူပါအပိုင်စားအရှင်စကားအလန်းများစွာနဲ့လူတီများတဲ့သူမဟာ yes madam စကားနဲ့ပထမဆုံးကိုခမညာဆိုင်ရာစကားကိုစတင်လေးပြုပေးပါတယ်အဲ့ဒီကနေမှသူမဟာတခြားနာမည်ကြီးအရှင်စကားများစွာမှာပါဝင်ပြုဆောင်ခဲ့ပါတယ်တရားဝင်ကိုခန့်ပညာလေးခြင်းမှုမရှိတော့လေဘယ်လေးကျွမ်းကျင်မှုကြောင့်ကိုခန့်ပညာစကားတွေရိုက်ယူတဲ့အခါမှာ သူမကိုယုံကြည်မှုရှိလာစေခဲ့ပါတယ်။မိဘဝစကားတကားဖြစ်တဲ့ Tomorrow Never Dies Frozen Tiger Hidden Dragon တို့မှာပြုဆောင်ပြီးတဲ့နောက်ပိုင်းသူမဟာ Hollywood ရဲ့နာမည်ကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဖေးပင်ချမ်ဖေးပင်ဟာဆိုရင် TV ဖန်သားပြင်ပေါ်မှာစောလုံးတွေ့ရတဲ့မြို့သမီးအရှင်ဟီးရိုးများထဲမှတဝူဖြစ်အတိမတ်ပြုခံလာရတဲ့ပြုတ်ကံဝင်မင်းသမီးတဝူဖြစ်ပါတယ်။လူမဟာကိုကံပညာရုပ်ရှင်သမိုင်းမှာအကြီးအကျယ်ဆုံးနဲ့အရေးကြီးဆုံးမြို့သမီးတယောက်ဆောင်တဝူလို့တောင်ပြောလို့ရပါတယ်။ဒရမာဆလန်ရဲများစွာမှာပါဝင်တယောက်ဆောင်ပြီးနောက် Country with me စကားမှာခေါင်းဆောင်မင်းသမီးဖြစ်လာခဲ့အခါမှာချန်ဟာကျယ်ဝင့်အဖြစ်သို့ရောက်ရှိလာခဲ့ပါတယ်။ ူမဟာခိုရှင်တိုက်ကဟစ်တင်ဒရဂွန်ဇာကားမှာဆိုရင်မာစတာတိုက်ခိုက်ရေးသမားဂျက်ဒီဖော့အဖြစ်ပါဝင်ခဲ့ပါတယ်။ဂလီရီဟာမစ်ဇာကားမှာဆိုရင်လည်းသူမရဲ့ဒုက္ခပညာစွမ်းရည်တွေကိုတွေ့မြင်နိုင်ပါတယ်။ကြရရနဲ့ ဖီမဲတိုနီဂျာလို့အမည်ပေးထားတဲ့ကြီးကြရန်နေဟာဆိုရင်ထိုင်းပြုတ်ဆောင်တဲ့ကိုခန့်မညာရှင်ဖြစ်ပြီးသူမရဲ့မြုံကြီးနိုင်လောက်တဲ့စတန်များနဲ့အရှင်ဇလန်းရွှဲများစွာကြောင့်လူတီများလာခဲ့ပါတယ်။ချောကလက်မင်းသမီးလို့လူတီများတဲ့သူမဟာထိုင်းနိုင်ငံဘကောက်မြို့မှာမွေးဖွားခဲ့ပြီးထိုင်းနယ်ပေါ်အင်္ဂလိပ်နဲ့မြန်မာမျိုးရိုးဖြစ်ပါတယ်။သူမဟာတိုက်ကန်ဒိုပညာကို၁၇နှစ်သမီးရွယ်ကနေစတင်လေ့ကျင့်ခဲ့ပြီးသက်တမ်းရရှိထားခဲ့သူတူပါ။ မွေထိုင်းနဲ့ထိုင်းလက်ဝဲပွဲများကဲ့သို့ကုခမ်းပညာအရှင်စကားများကိုကြည့်ရှုပြီးဘရုစ်လီ၊ဂျက်ကီချန်၊တိုနီဂျာ၊ဂျက်လီတို့ရဲ့ပြည့်သက်တအူးလည်းဖြစ်ပါတယ်။သူမဟာချောကလက်နဲ့ region finite ကဲ့သို့သော စကားများမှာ ပါဝင်ပြုဆောင်ခဲ့ပြီးကဘာပေါ်မှာထိတ်တဲအမျိုးသမီးကိုခံပညာရှင်တဦးအဖြစ်သတ်မှတ်ခံထားရတဲ့သူပါ။သူမရဲ့နောက်ဆုံးထွက်ရှိထားတဲ့အရှင်စကားကတော့ chocolate 2 in 3D ဖြစ်ပြီး တိုနီဂျာနဲ့အတူ The Predator 2မှာလည်းတွက်ဖက်တယောက်ဆောင်ခဲ့ပါသေးတယ်။ ကြံစီမင်းသမီးကြံစီရာဆိုရင်ရုပ်ရှင်လောကမှာလူကြိုက်အများဆုံးမင်းသမီးများထဲမှာတဦးအဖြစ်လူဒီများတဲ့တရုတ်မင်းသမီးနဲ့မော်ဒယ်တဦးဖြစ်ပါတယ်ဟီးရိုးနဲ့ House of Flying Tiger ကဲသို့ကိုခင်မညာစကားများစွာမှာနာမည်ရလာခဲ့ပြီးတဲ့နောက်သူမရဲ့စိတ်ကြည်ရှိတဲ့အမူအရာတွေနဲ့ပြင်းထန်တဲ့ဖြောပြမှုတွေကြောင့်ပြည်သက်တွေရဲ့အချစ်ကိုရရှိစေခဲ့ပါတယ်ကမ္ဘာတဝန်းလုံးမှာလူတီများတဲ့လူပညာရှင်ဝင်တဦးဖြစ်ပြီးတရုတ်နဲ့ဟောလိဝုဒ်စကားတွေမှာ ပါဝင်လို့ဆောင်ခဲ့ပါတယ်။ကိုခိုင်းမညာစကားတကားဖြစ်တဲ့ Crossing Tiger Hidden Dragon မှာပါဝင်လို့ဆောင်ပြီးနောက်ပိုပြီးလူကြိုက်များလာခဲ့ပါတယ်။ ာမင်ဟာ kiss daddy goodnight စကားမှာ သူမရဲ့ပထမဆုံးပြုဆောင်မှုမပြုမီ မော်ဒယ်ဖြစ်စတင်ပြုဆောင်ခဲ့တဲ့ American မိန်းမတူဖြစ်ပါတယ်။သူမဟာ romantic ဆန်တဲ့ drama စကားများမှာသိပ္ပံနဲ့ action စကားတွေအထိ ပါဝင်ပြုဆောင်ခဲ့က Hollywood ကျယ်ဝန်းအဖြစ်ရည်တည်လာခဲ့ပါတယ်။သာမင်ဟာဒါတရံမှာ၈နှစ်အထိကြာမင်းနဲ့နေ့စဉ်ကိုခမညာလေ့ကျင့်မှုရှိတဲ့အတွက် ကေးဝေစကားမှာဆိုရင် သူမရဲ့ပေါ်ပွားမှုကို ကောင်းစွာတက်တည်ပြနိုင်ခဲ့ပါတယ်။ဆီနီယာရော့ထုတ်ကွင်းရောမာရှယ်အလုအမိပေးထားတဲ့ဆီနီယာရော့ထုတ်ဟာကိုခံမြညာလောကမှာချန်ပီယံဟောင်းတဦးဖြစ်ပြီးတော့အရှင်စကားပေါင်း90ကျော်မှာ ပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။ China O'Brien နဲ့ Lady Dragon ကဲ့သို့သော ရုပ်ရှင်များမှာပါဝင်တရုပ်ဆောင်ခဲ့မှုကြောင့်သူမကို လူတီများလာခဲ့ပါတယ်။